မြန်မာနိုင်ငံတဝန်းကဒီစစ်ကောင်စီလက်အောက်ခံအကျဉ်းထောင်တွေမှာအခုနှစ်ဇန်နဝါရီလကနေဇွန်လတရက်နေ့အထိကျမ်းမာရေးဆောင်ရှောက်မှုကောင်းကောင်းမရလို့သိဆုံးသွားတဲ့နိုင်ငံရေးအကျဉ်းသား၁၀ယောက်ရှိပြီလို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကပြောပါရယ် အုံဖို့အကျဉ်းထောင်ကနိုင်ငံရေးအကျဉ်းသားဥမော်ထူဟာစေကူတာဖို့အတွက်ဇေယိတ်လုံလောက်စွာမရှိတာနဲ့ဒီစေကောင်းကောင်းမကူရတာတွေကြောင့်သေဆုံးသွားတယ်လို့ PPNM ကထုတ်ပြန်ပါတယ်။ ဥမောင်ထူကဂျွန်လ23ရက်နေ့မှာတေဆုံသွားတာဖြစ်တယ်လို့ PPNM ကဒီနေ့မှာထုတ်ပြန်ထားတာပါဥမောင်ထူနဲ့ဆိုလို့ရှိရင်ဒီတေဆုံတဲ့နိုင်ငံရေးအကျဉ်းသားက17ယောက်ရှိပြီလို့ဆိုရမှာဖြစ်ပါတယ်ဒါအပြင်ဘကူတိုင်းဒီတာယာဝရီခရိုင်တာယာဝရီအကျဉ်းထောင်မှာလည်းဒီစေကူတာခွင့်လုံလုံလောက်လောက်မရတာကြောင့်နိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့ဥကျော်ဦးခေါ်ဦးစော်လည်းဒီတေဆုံသွားတယ်လို့ဂျွန်လ22ရက်နေ့က PPNM ကထုတ်ပြန်ထားပါတယ်ထောင်ထဲမှာစေ ကုသခွင့်မရရှိတာနောက်ပြီးတော့ဆေးလုံလောက်စွာမရတာပြီးတော့ပြင်ပစည်းကမ်းကိုပြောင်းရွှေ့ပြီးတော့ကုသခွင့်မပေးတာတွေကြောင့်မေလ23ရက်နေ့မှာနှလုံးယောဂါနောက်ပြီးတော့သွေးတိုးယောဂါအခမ်းတွေနဲ့သိဆုံးသွားတာဖြစ်တယ်လို့ PPNM ရဲ့ဥဆောင်ကော်မတီဝင် ဖြစ်သူဒီမတ်ယောင်နီလင်းက ပြောပါတယ်